အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တင်ကြနေရဲ့ Rubila 17ရက်နေ့ Radio Season ကိုတက်ဆက်ပြတော့မှာဖြစ်ပါရယ်။ဒမ္မကံကြီးရောအစုအတွင်းမှာရွှေလဝန်းရှင်တွေရွှေသူဘော်လိုပျက်စီးသွားတဲ့ရွာလမ်းတွေနဲ့လေမြေစိုက်ပျိုးမြေတွေကိုလဝန်းရှင်တွေကဒေတာခဏီတောင်းဆိုချက်အရပြန်လည်ဖြစ်ပြင်ပေးနေပြီလို့သိရပါဗျ။ ဖူကောက်လီတို့လက်မဘောကလဝါခုံဆိုင်ရန်ခြေရွာတလျှောက်စေကောင်းစီနေပြီးသူစစ်ပူပေါင်းတပ်တွေစီရေလှောက်ရှာလာပါရယ်အမေရိကန်ဘူမိဆိုင်ရာသူတည်ထနာအဖွဲ့ရဲ့အခမှန်ချက်တွေအရလာမယ့်တပတ်အတွင်းမြန်မာနိုင်ငံမှာ Richter scale 5ချက်ကြီးရဲ့နောက်ဆက်သွေးငလင်းဖြစ်ပေါ်နိုင်ချေ52ရာခိုင်နှုန်းရှိတယ်လို့မြို့သားညညူကြီးအစိုးရအညူကြီးကအသိပေးထုတ်ပြန်လာပါရယ်စားရတဲ့တဲ့တွေကိုတက်ဆက်ပြရမှာပါကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါရယ် ူတော်မျိုးနေနမကမ္ဘာကြီးရွာအစုအထွန်းမှာရွှေလုံဝမ်းရွှေတွေရွှေတူဘော်လို့ပျက်စီးသွားတဲ့ရွာလမ်းတွေနဲ့လေမြေစိုက်ပျိုးမြေတွေကိုလုံဝမ်းရွှေတွေကဒေသခံတွေတောင်းဆိုချက်အရပြန်လည်ပြုပြင်ပေးနေပြီလို့သိရပါဗျ။ချွေစားကတင်ဆက်ပေးမှာပါ။ လွန်ခဲ့တဲ့2020နဲ့2023ခုနှစ်လောက်ကတည်းကငါးကမွေးမြူရဲ့လုပ်ငန်းတိုးပေါ်ဖို့ကောင်းစဉ်နဲ့ရွာတွင်းရှိတူခဲ့တာကြောင့်ပြည်စည်းသွားတဲ့မြေနေရာတွေနဲ့ဆင်းမြောင်းတွေကိုပြုပြင်ဖို့ရှိတူပေါ်တဲ့လုပ်ငန်းရှင်တွေနဲ့ရွာသားတွေသဘောတူညီမှုယူပြီးလှုပ်ဆောင်နေပြီလို့ဘူတာဟိုဒေသခံတူကပြောပါရယ်။ယမီယပါနေအုတ်ချွေးမှုယမီယပါတွေအုတ်ချွေးမှုတွေပြီးတော့ခြေရွာလူထုတွေအားလုံးပေါင်းပြီး ပြုပြင်တဲ့လုပ်ငန်းတွေကိုသဘောတူညီပြီးစတင်ပြုပြင်နေတာဟုတ်တယ်။အဲ့မှာဒီတိုင်းပုံထားတဲ့ကြောက်ပုံတွေရေကာတာတွေအားလုံးပြန်ပြုပြင်ဖို့အတွက်ရွှေတူးတဲ့လုပ်ငန်းရှင်တွေအားလုံးပြုပြင်တဲ့လုပ်ငန်းကိုစလုပ်နေပြီဟုတ်တယ်။ ဒေတာခန်တွေရဲ့ကျွေးနွားဒရိစံတွေဟာရွှေချင်းတဲကိုမကြခနာဆိုသလိုကြနေတဲ့အတွေ့အကြုံနဲ့လမ်းတော်လမ်းလာလဲအဆင်မပြေဖြစ်ရလို့ဒေတာခန်တွေကအမြန်ဆုံးပြုပြင်ပေးဖို့တောင်းဆိုနေတာကြပြီးဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒါကြောင့်ဒီရက်ပိုင်းလောက်ကစားပြီးအဲ့ဒီနေရာမှာရှိတူးပေါ်ကြတဲ့လုပ်ငန်းရှင်တွေဟာပူပေါင်းပြီးပြန်လည်မွမ်းမံပြုပြင်ထိန်းကြီးပေးနေကြတယ်လို့ဒေတာခန်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။ဒါအပြင်နောက်ခံကြေးရွာအတွင်းက ရွှေမတူဖို့ရသေးတဲ့မြေနေရာတွေကိုလည်းပြန်လည်တူဖို့ဖို့နဲ့ဖောက်မာကျေးရွာဘက်မှာလည်းရွှေတူဖို့ဖို့လုပ်ငန်းရှင်တွေဟာပြန်လည်လှုပ်ဆောင်နေကြတယ်လို့လည်းပူတာဒေသခံပြည်သူတွေစီကကြတီးရပါတယ်။လက်ရှိအချိန်မှာဒေသခံတွေကလည်းမိသားစုစာဝတ်နေရအတွက်ဝငွေရရှိအောင်ရွှေလုပ်ငန်းရှင်တွေရွှေတူယူပြီးခြားခဲ့တဲ့မြေစာတွေကိုတပံပြန်ပြီးထူလောင်လုပ်နေကြတယ်လို့လည်းသိရပါတယ်။ ပီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3969633331 3ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ဖူကောင်းလီတို့လမပေါ်ကလဝါကုံဆိုင်ရာခြေရွာတလျှောက်စကောက်စီနေပီတူဆဲပူပေါင်းတပ်တွေရေပီလောက်9ရက်နေကနေစပြီးသွာလာလှူရှာတာတွေပြန်လည်ပြုလုပ်လာတယ်လို့သိရပါတယ်။ဆက်ဆိုင်ကသစ္စာပေးမှာပါ။ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကစကောက်စီပူပေါင်းတပ်တွေဟာ လဝချေရွာအတွင်းကစာတင်ကျောင်းမှာဝင်ရောက်တပ်ဆွဲနေထိုင်ပြီးနောက်မတ်လ31ရက်နေ့လောက်မှာတော့ KIA PDF ပူပေါင်းတပ်တို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီပူပေါင်းတပ်တွေရွာအတွင်းကနေပြန်လည်ဆုတ်ခွာသွားကြတာလည်းဖြစ်ပါတယ်။ဟူးကောင်လီတို့လမ်းနေဒေသခံပြည်သူတို့ရဲ့ပြောပြချက်အရဧပြီလ၂ရက်နေ့ကစစ်ကောင်စီပူပေါင်းတပ်တွေဟာတချို့တမ္ပံအနီးကတပ်စခန်းပဲဆုတ်ခွာသွားသူတွေရှိတယ်လို့ရှဒူးစုပတ်ထွက်ခွာသွားတာတွေလည်းရှိရလို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းဧပြီလ9ရက်နေ့ညနေပိုင်းလောက်ကနေစပြီး လဝခုံဆိုင်ယံတျှောက်သွားလာလှူရှားရတွေပြန်လဲပြုတ်လောက်လာလို့အထက်ပါဒေတာခံကမြချင်းတဲ့တင်းချာနယ်ကိုပြောပါရယ်လက်ရှိသွားလာလှူရှားနေတဲ့စစ်ကောင်စီပူပေါင်းတပ်သားအင်အားခမန်းချေဟာအယောက်40ကနေ50အတွင်းရှိနိုင်တယ်လို့ထပ်မံသိရှိရပါရယ်လက်ရှိအချိန်မှာလဝခုံဆိုင်ယံရွာအပြင်စစ်သူစုပြော်ဘက်မှာလည်းနှစ်ဖက်သက်စီရေးတင်းမာနေတဲ့အခြေအနေတွေကြောင့်ဒေတာခံပြည်သူတွေဟာနှိမ့်ဆက်ရလုံခြုံတဲ့နေရာတွေပတ်ဒိန်းချောင်းနေကြရတယ်လို့ဆိုပါတယ် အမေရိကန်ဘူမိဆိုင်ရာဒုတိယနာအဖွဲ့ရဲ့ကမန်ချက်တွေအရလာမည့်တစ်ပတ်အတွင်းမြန်မာနိုင်ငံမှာ Richter scale ငါထက်ကြီးတဲ့နောက်ဆက်သွင်းငလင်းဖြစ်ပေါ်နိုင်ခြင်း၄၂ရာခိုင်နှုန်းရှိရလို့အမျိုးသားညညရေးအစိုးရအညူကြီးကဒီကနေ့ဧပြီလ၁၇ရက်နေ့မှာအသိပေးထုတ်ပြန်လာပါတယ်။ ချပင်ရစ်တာစကေ3နဲ့အထက်ရှိတဲ့နောက်ဆက်သွေးငလီငယ်တွေအချိန်160ချီအဖြစ်ပေါ်နိုင်တယ်လို့လည်းဖော်ပြချပါရယ်။အရာများတဲ့နောက်ဆက်သွေးငလီတခုလောက်ခတ်ခဲ့ရင်နောက်ဆက်သွေးငလီငယ်တွေရဲ့အရေးအသွတ်ကိုယာယီတိုးပွားစေနိုင်ပြီးလာမယ့်ဧပြီလ16ရက်နေ့အထိနောက်ဆက်သွေးငလီငယ်ဖြစ်ပေါ်နိုင်ခြေကိုလည်းထုတ်ပြန်ချက်မှာဖော်ပြချပါရယ်။ ဧပြီလ16ရက်နေ့အထိအင်အားသုံးနဲ့အထက်ရှိတဲ့နောက်ဆက်သွေးငလင်ငယ်ဖြစ်ပေါ်နိုင်ချေ69ရာခိုင်နှုန်းနဲ့အချိန်17ကြိမ်အနည်း160ကြာဖြစ်ပေါ်နိုင်ပြီးအင်အား၄နဲ့အထက်ရှိတဲ့နောက်ဆက်သွေးငလင်ငယ်ဖြစ်ပေါ်နိုင်ချေကလည်း69ရာခိုင်နှုန်းနဲ့တစ်ကြိမ်အနည်း16ကြိမ်အထိဖြစ်ပေါ်နိုင်တယ်လို့သိရပါဗျ။ ပြည်ရမရှလာ၂၈ရက်နေ့က Richter scale 9.9အင်အားရှိတဲ့စကိုင်းငလင်ကြီးလောက်ခတ်ခဲ့ပြီးငလင်ဘဟုချက်မြေပြင်မျက်နှာပင်အောက်10ကီလိုမီတာခန့်မှလောက်ခတ်ခဲ့တာကြောင့်ထိခိုက်မှုကြီးမားခဲ့ပြီးလူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းမြတ်ပြားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာနောက်ဆက်သွင်းငလင်ကြီးတွေလောက်ခတ်ခဲ့ပြီးတော့မနေ့ကအရီလာ၁၀ရက်နေ့ညပိုင်းအထိနောက်ဆက်သွင်းငလင်တွေလောက်ခတ်ခဲ့ပါတယ်။ ငလင်ကြီးလောက်ခတ်ခဲ့ပြီးနောက်ဧပြီလ10ရက်နေ့မနက်9:00နာရီအချိန်93ငလင်အချိန်ရေ439ချိန်ထိလောက်ခတ်ခဲ့ရလို့မိုးလေဝသပညာရှင်တယောက်ဖြစ်တဲ့ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်ဆက်မျက်နှာကသတင်းအသိပေးထားပါရယ် စကိုင်းကလင်းကြီးလောက်ခတ်မှုကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်တို့မှာထိခိုက်မှုပြင်းထန်ဆုံးကန်စားခဲ့ရပြီးတော့လူနေအိမ်ယုံဌာနဝန်ထမ်းအရာစာတင်ကြောင်ပုံကြီးကြောင်ရှင်အောင်အဆောက်အုံနဲ့ကားလမ်းတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။အာနာသိစကောင်စီရဲ့အပြလောက်ကိုရဲ့နေအထိအစည်းအဝေးအရာတော့ငလင်းကြောင်ထိခိုက်တိတ်ဆုံးသူ3649ယောက်ဒဏ်ရာရှိသူ9038ယောက်နဲ့ပျောက်ဆုံးသူ145ယောက်ရှိတယ်လို့သိရပါတယ်။ ွေးကြိုက်ခံရရင်ပထမဦးဆုံးမလုပ်ရမလဲခွေးကြိုက်ခံရရင်ကြိုက်တဲ့ခွေးကခွေးယူလားခွေးကောင်းလားဆိုတာကိုပထမဦးဆုံးကြည့်ပေးပါခွေးယူကဘလို့ပုံစံမျိုးလဲဆိုရင်ခွေးမှာတရေတမျက်များကြာနေတတ်ခြင်းခွေးယူဖြစ်နေရင်ကနာမငိမ့်မဲ့ပြေးလွှားနေပြီးတွေ့ရလူခွေးတိုင်းကိုလိုက်ကြိုက်တတ်ခြင်းခွေးကိုရေနဲ့ပတ်ရင်တက်နေတယ်လို့ဖြစ်တတ်ခြင်းနောက်ပြီးတချို့ခွေးယူတွေဆိုမလုတ်ပဲငိမ့်နေခြင်းမင်းနေရှင်စရတွေပဲဖြစ်ပါတယ် ထားကြအောင်ခွေကိုက်ခံရရင် ပထမဦးဆုံးအနာကိုတန့်ရှင်းလုပ်ပေးပါအနာကတင်းငယ်လို့ဘာမှမဖြစ်ဘူးဆိုပြီးပြစ်ထားရင်ခွေးယူမပြန်ရင်တောင်ပိုးဝင်နိုင်စီပြီးလူအတက်အန္တရာယ်ထိရှိလာနိုင်ပါတယ်။ခွေးကိုက်ခံရရင်ပထမဦးဆုံးဒီချက်တွေကိုလှုပ်ဆောင်ပေးပါ။ကိုက်ခံရတဲ့နေရာကို ချက်ချင်းရေဆက်ပြာနဲ့အနည်းဆုံး15မိနစ်တေချာစီကြောပေးပါ။အနာကိုအရက်ပြန်သူမဟုတ်ဖီတာတင်စတဲ့ပိုးတန့်စင်ဆေးရည်ထည့်ပေးပါ။ နောက်ပြီးသွေးတိတ်သွားအောင်အဝတ်တန့်တန့်သို့မဟုတ်ပတ်တီးနဲ့ဖိထားပေးပြီးစိတ်ယုံစီပေးခန်းကိုတွားပါခွေးယူပြန်ယောဂမဖြစ်အောင်အမြန်ဆုံးခွေးယူကောက်ွယ်စေထိုးပေးပါနောက်ပိုင်းအကျဉ်းကြီးပြည့်အောင်ထိုးပေးပါဦးကောင်းလေပင်လက်ချောင်းထိတ်စားတဲ့နေရာတွေအကိုက်ခံခဲ့ရရင်ယောဂပြတ်နတ်မှုအလုံးမြန်ဆန်လာကြအောင်လိစရာစီယုံမှာအရေးပေါ်ကုသမှုခံယူပေးပါ။ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာပေးပါ။ခွေးယောဂါကဘာကြောင့်ဖြစ်ရတာလဲ ခွေးယူယောဂါကအလွန်သိငယ်တဲ့ rabies virus လို့ခေါ်တဲ့ virus ကြောင့်ဖြစ်ပါတယ်။အဆယ်တွားတွေမှာရှိတဲ့ဒီပိုးဟာခွေးကြောင်တွေစတဲ့တတ္တဝါတွေမှာရှိပြီးခိုက်ခံရတဲ့လူတွေစီကိုကူးစက်တတ်ပါတယ်။အဲ့ဒီယောဂါပိုးဟာကုတ်ချင်းပြီးတဲ့ဒဏ်ရာကိုဒီပိုးရှိတဲ့တတွေးဝင်သွားခြင်းဖြစ်လဲကူးစက်နိုင်တယ်လို့ကုတ်ချင်းပြီးမှမဟုတ်ပဲတတွေးကပါစပ်နှာခေါင်းမျက်ကြည်လွှာပေါက်ပြဲနေတဲ့အရေးပြာစတာတွေကနေတဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်ရင်လည်းကူးဆက်နိုင်ပါတယ်။ခွေယူကက်ခံရရင်ဘယ်ချိန်မှလက္ခဏာပြတ်သက်တယ်ဆိုရင်ခွေကက်ခံရတဲ့နေရာပေါ်မူတည်ပြီးလက္ခဏာပြတ်သက်ကြပါတယ်။ဦးကောင်းပိုင်းအုံနောက်နဲ့နီးတဲ့မျက်နှာကောင်းကိုယ်အပေါ်ပိုင်းတို့မှာအကိုက်ခံရရင်ဆော့ဆော့လက္ခဏာပြတ်သက်ကြပါတယ်။ကက်ခံရပြီးနောက်ဖြားလာတာကိုယ်လက်ကိုက်ခဲလာတာလက်ချောင်းနာလာတာအကိုက်ခံရတဲ့နေရာထုံနေတာရောင်နေတာညိုမဲနေတာကိုက်နေတာ ကျင်နေတာရားနေတာစတဲ့လက္ခဏာတွေပြသက်ပြီးနောက်ဆက်တွဲကတော့တက်ခြင်းတတိမကောင်းခြင်းခယောင်ကတန်းဖြစ်ခြင်းတတိနစ်ခြင်းတို့ဖြစ်ပါတယ်။နောက်ပိုင်းရေနဲ့လေကိုကြောက်ခြင်းဖြစ်စေပါတယ်။ဘာလို့လဲဆိုရင်မျက်နှာကိုရက်တောင်ခတ်လိုက်ရင်ဖြစ်စေရေကိုမြူချလိုက်ရင်ဖြစ်စေလေချောင်းကျွတ်တာတွေချက်ချင်းဆိုတလို့တင်းလာပြီးလူကိုတက်စီတာကြောင့် ရေနဲ့လေကိုထိတွေ့ရင်မနေနိုင်မထိုင်နိုင်အောင်ပြီးကြောက်နေရင်ကနေတဖြည်းဖြည်းနဲ့တတိလစ်ပြီးအသက်ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ဒါကြောင့်ခွေယူကတ်ခံရရင်ရှင်ဖို့ထက်တည်ဆုံးဖို့အများဆုံးပါပဲ။ကတ်ခံရရင်69ရာခိုင်နှုန်းလောက်ကတည်ဆုံးကြပါတယ်။ခွေယူကတ်ကွက်ဆေးကိုဘလို့အခါမှာထိုးရတယ်လို့ဆိုရင်ခွေယူတော့မဟုတ်ခွေယူလို့တန်ပြတ်ရှိနေတဲ့ခွေကြောင်ကြိုက်ခံရရင်လည်းဒီဆေးကိုထိုးလို့ရပါတယ်။ ဒီခွေးကွက်ကွက်စီကကုန်ကြစိတ်များပါတယ်ဒီခွေးကွက်ကွက်စီကိုအစိုးရစေယုံပြီးမှအခမဲ့ထိုးပေးနေပါတယ်အိမ်မွေးခွေးကရင်လည်းမပေါ်စားပါနဲ့ခွေးကကွက်ကွက်စီထိုးတာသလားမေးပါထိုးတာကြောင့်ပြခိုင်းပါခွေးမှာသိဆန်ခုဆရာဝန်စီကခွေးကိုထိုးထားတဲ့ကွက်ကွက်ကပြဆောင်းလေးတွေရှိတော်မူခွေးပိုင်ရှင်ကိုပြခိုင်းပေးပါဒါမှကြိုက်ခံရတဲ့ခွေးကစိတ်ချရမရတည်ရမှာပါ ခွေးကကောက်ွက်စီးထိုးထားရင်ကြိုက်ခံရတဲ့တူလဲထိုးတာပါကြိုက်ခံရတဲ့နေရာကိုဆန်ဝါးကတ်ခြင်းမိတွေးမှုထဲ့ခြင်းပြာကတ်ခြင်းများစတာတွေကိုလုံးဝမလုပ်ပါနဲ့မိခံယောဂဖြစ်စေနိုင်တယ်လို့ခွေးယူပိုးဝင်သွားစေနိုင်ပါတယ်ဒါကြောင့်ကောက်ွက်စီးကိုအချိန်မီထိုးနှံထားခြင်းကခွေးယူပြန်ယောဂဖြစ်ပွားမှုကိုကောက်ွက်ပေးနိုင်တာကြောင့်ဒီစရာစီးုံစီပီခန့်တွေစီအများဆုံးအချိန်မီတွားရောက်ကုသမှုခံယူကြပါလို့တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော်သတင်းချနေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်းချနေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။